5ပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ကြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်။မောတော်မျိုးအသိခံမှုနဲ့စည်ရေးရှုံးနေမှုတွေကြောင့်ကံယိုရန်တိုင်မှုဗိုလ်ချုပ်ကျော်ကျော်ဟန်ပြင်းပြင်းထန်ထန်သတိပေးခံနေရပါတယ်။တာယာဝတီမြို့နယ်မှာခမာယ35တရင်ရဲ့အထိုင်ကြီးစခန်းကိုတော်လန်ရေးပူပေါင်းတပ်ကတိုက်ခိုက်မိရှို့ရှင်းလင်းခဲ့တာကြောင့်စစ်သား9ဦးသေဆုံးပြီးလန်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 နဲ့ခဲယမ်းတွေသိမ်းဆီးရရှိခဲ့တဲ့တဲ့င်းအပါအဝင်နေလေကေတဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်မှာတော်လန်ရေးတပ်တွေသိမ်းပိုက်ခံရမှုနဲ့စီရေးရရှုံးများစွာကြုံနေရတာတွေကြောင့်ကံရတဲ့အတိုင်းမူဘူဂျိုးကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကပြင်းပြင်းထန်ထန်တရားဝင်သတိပေးခဲ့တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နယ် CDM ဗိုလ်ကြီးစင်ရော်ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဘမာလ14ရက်နေ့မှာ KNL ဥဆောင်တဲ့တော်လန်ရေးတပ်တွေက တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်တုံးပန်း43ရောင်းနဲ့လက်လက်ခဲယံတော်တော်များများကိုတော်လိုင်းတက်တွေကသိမ်းဆီးရရှိခဲ့ပါတယ်။အဲ့ဒီလိုမောတောင်မြို့သိမ်းပိုက်ခံရပြီးတဲ့နောက်မှာစစ်ရေးအတွက်အဓိကတာဝန်ရှိတဲ့ကံရတဲ့တိုင်မူဘိုကျုပ်ကျော်ကျော်ဟန်ကိုနေပြီးတော့စေယုံကထုတ်ကြလွာတင်ပြခိုင်းပြီးတိုင်မူဘိုကျုပ်ကျော်ကျော်ဟန်ကိုတရားဝင်သတိပေးလာတာပါ CDM ဘိုကြီးစင်ရောပြောတာကတော့မော်တောင်ထီခီးနဲ့မင်းသမီးစခန်းတို့လိုနေဆက်စခန်းတွေကို စီရေးအရာပြန်ယူပေးရမယ့်အပြင်တနင်္သာရီကံယူတန်းဒေတာတိုင်းစစ်ဌာနချုပ်နေမီထဲမှာသူတို့ရဲ့တရားမဝင်ရွေးကောက်ပွဲ၃ချိန်လုံးကိုလုံခြုံရေးအာမခံပြီးတော့လုပ်ပေးရမယ်ဆိုတဲ့အနေအထားမျိုးနဲ့ဘိတ်ကိုရောက်လာတာဖြစ်မယ်ဆိုတာကိုမှန်းဆရတယ်လို့ပြောပါရယ်။ဒါအပြင်စစ်အရှုံးကြီးရှုံးပေမဲ့ပြန်ပြီးတော့တိုက်နိုင်ခဲ့တဲ့တမ88တို့စာအခါ27တို့တောင်တဆင်းမြေရာဒူးတွေရသေးတာကြောင့် တိုင်းမူဘူချုပ်ကြော်ဟန်ကနေဆက်စခန်းတွေကိုပြန်ယူပေးမယ်ဆိုရင်တော့ယာဒူးတီမြဲမဲ့အနေထားရှိတယ်လို့ CDM ဘူဂျီစင်ယောကဆက်လက်ပြောပါရယ်။ကန်ယိုရန်တိုင်းမူဘူချုပ်ကြော်ဟန်ကိုနေပြည်တော်ကခေါ်ယူသတိပေးတဲ့အကြောင်းရင်းတွေမှာဩဂတ်စတာ25ရက်နေ့ကတနင်္သာရီတိုင်းပုတ်ပြင်းမြို့ခြေဆိုင်အမတ်ဆက်သုံးစစ်စင်ရေးကိုကဲမှုဌာနချုပ်ကဒုတိယစကားခါမှုဘုံမှုကြီးမျိုးတန့်ကို KNL ရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးခဲ့တဲ့ပြင်မေလ9ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိခိပြူအားကိုစစ်တပ်ကလက်လွတ်ခဲ့ရပြီး KNL ကတင်ပိုက်ခဲ့ရတာတွေကြောင့်ပါဝင်ပါတယ်။နေပြီးတော့စစ်ဘက်တရင်မြစ်ပြောတာကတော့ကယ်ယူတန်းတိုင်းမှုဝေတုတ်ကြောဟမ်းမစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုတစ္ဆာခံသူဖြစ်တဲ့အပြင်ရခိုင်တိုင်းရင်းသားလည်းဖြစ်တာကြောင့်စစ်ကောင်းဆောင်ကသဘောကျသူဖြစ်တယ်လို့ပြောပါရရှင်။ပဲခူးတိုင်းဘက်ကတရင်တွေကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝတီမြို့နယ်မှာခမာရ35တရင်ရဲ့အထိုင်ကြီးစခန်းကိုတော်လိုင်းပူပေါင်းတပ်ကတိုက်ခိုက်မိရှို့ရှင်းလင်းခဲ့တာကြောင့် စစ်သား9ယောက်တိတ်ဆုံးပြီးလက်နက်နက်နဲ့လေခင်းရဲတွင်တင်စီရရှိခဲ့တယ်လို့တာယာဝတီခရိုင်တိုင်ရင်383ညနေတက်ခွဲနေ့ရဲ့ဗိုလ်တိန်တိုက်ကရန်ကုန်ခေတ္တကိုပြောပါရတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့မနက်၈နာရီခွဲမှာပဲခူးတိုင်းတာယာဝတီမြို့နယ်လေးဦးကုန်းလမ်းမတ်တော်တရကုံပြည်တော်သားကြောက်တွင်းကြီးရွာတွေကိုသွာလာရလမ်းဆုံမှာရှိတဲ့ခမရ35တရင်ကလာရောက်ထိုင်ချထားတဲ့စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်ထိတွေ့တိုက်ပွဲတနအိခန့်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က9ရောက်တေဆုံးကလက်လက်နဲ့ခဲယမ်းတွေတင်စီရရှိခဲ့ပြီးတဲ့နောက်အဲ့ဒီဂိတ်စခန်းကိုမီးရှို့ရှင်းလင်းခဲ့တယ်လို့တာယာဝတီခရိုင်တရင်383ညနဲ့တက်ခွဲနစ်ကဗိုလ်တိန်တိုက်ကပြောပါရယ် အဲ့ဒီစစ်တပ်ဂိတ်စခန်းကိုရှင်းလင်းနိုင်ခဲ့တဲ့စစ်စင်ရေးအတွင်းမှာစစ်တပ်စီကနေကာပိုင်တလန် MA1 တလန်9.56 G 150တောင်းနဲ့မိုဘိုင်းဖုန်းနှလုံးသိမ်းစီရရှိခဲ့လို့သိရပါဗျ။စစ်တပ်ဂိတ်စခန်းတိုင်စစ်စင်ရေးကိုတာယာဝတီခိုင်တရင်383ညနဲ့တက်ခွဲနဲ့တာယာဝတီခိုင်ပကဖားရွှေတန်းမြေလက်ပတန်းမြို့နယ်ပကဖားအထူးတိုက်ခိုက်ရေးဖွဲ့တို့ကတပ်ပေါင်းစုညီကိုတွေပူးပေါင်းတိုက်ခိုက်ကြတာလို့သိရပါဗျ။ပဲခူးတိုင်းဘက်ကိုဆက်ကြည့်အောင်ပါ။ ပဲခူးတိုင်းလက်ပတန်းမြို့နယ်ကြောက်တွင်းရွာလမ်းဆုံမှာရှိတဲ့အကြံဖတ်စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင့်စစ်သား9ယောက်သေဆုံးပြီးတနက်လက်လက်သိရှိရရှိခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့မနက်ပိုင်းမှာလက်ပတန်းမြို့နယ်ကြောက်တွင်းကျေးရွာလမ်းဆုံမှာရှိတဲ့အကြံဖတ်စစ်တပ်ဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင့်အကြံဖတ်စစ်သား9ယောက်သေဆုံးကသူတို့ကင်ဆောင်ထားတဲ့လက်နက်ငယ်နှစ်လက်နဲ့ခဲယမ်းတွေကိုသိမ်းဆည်းရရှိခဲ့ပါတယ်။ အဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နှင့်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနပြူဝါ၂၀နှစ်အမတ်၃၈၃ရနှစ်တရင်တက်ခွဲနေရွှေတန်းမြေပါကဖားနဲ့လက်ပတိုင်းမြို့နယ်ပါကဖားအထူးတိုက်ခိုက်ရေးဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပဲနိုဘမာလ၂၃ရက်နေ့ကလည်းကျိုးပင်ကောင်းမြို့အဝင်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဒူရဲဟုကျော်စင်ထွန်းအပါဝင်ပြူစောဒီ၅ရောက်တိတ်ဆုံးပြီးလက်နက်၃လက်သိမ်းဆီးရရှိခဲ့ပါသေးရဲ့ရှင်။ စကိုင်းတိုင်းဘက်ကသတင်းတွေကိုကြည့်အောင်ပါစကိုင်းတိုင်းချောင်းမြို့နယ်မှာရှိတဲ့ကြည်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝန်ရောက်စီးနှင်ပြီး ပြည်သူတအုပ်ကိုဖမ်းဆီးပစ်တက်ခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့မှာချောင်းမြို့နယ်ကြည်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါအဲ့ဒီစစ်တပ်စစ်ကြောင်းကကြေးရွာအတွင်ဝင်ရောက်စီးနှင်ပြီးတဲ့နောက်ရွာတွေကနေထွက်ပြေးမတိန်ရှောင်နေတဲ့အသက်44နှစ်အရွယ်မျိုးသားတအုပ်ကို ဥကောင်းကိုတစ်ချက်ရင်ကိုတစ်ချက်အနီးကတိပစ်သွားခဲ့တဲ့ပြင်စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးနေအိမ်တစ်လုံးလည်းပျက်စီးခဲ့ပါသေးတယ်။ဒါအပြင်ရွာတွေကစတားလင်ဆက်တွေကွန်ပျူတာတွေဆိုင်ငယ်တွေကိုခိုးယူသွားတဲ့ပြင်ခင်မိုရွာရဲ့တောပူရွာရဲ့ကသူစောတီတွေနဲ့စစ်တပ်ပေါင်းထားတဲ့ကြီးကုန်းဆိုတာကသူတို့စခန်းတွေနဲ့နေနေလေးဆိုတော့လက်နက်ကြီးတွေနဲ့လည်းမကြခဏပစ်ခတ်တိုက်ခိုက်တယ်လို့ဒေသခံပြည်သူတို့ကပြောပါရယ်။အခုလိုမျိုးပဲမနီကညပိုင်းကလည်းအကြံဖက်စစ်တပ်ကကြည်ကုန်းရအနီးပတ်ဝန်းကျင်ကိုစစ်တပ်လေတီချန်ယွန်ကော်ပတာတွေနဲ့လေကြောင်းတိုက်ခိုက်သွားပါသေးတယ်။ အဲ့ဒီအပြင်ဒီဇင်ဘာလ၁ရက်နေ့မနက်၈နာရီခန့်မှာပဲခူးတိုင်းနယ်တလင်းမြို့နယ်မှာတာယာဝတီ KI PDF drone တင်တဲ့စစ်ပွဲတွေရေနောက်ရောက်ကိုအကြမ်းဖက်စစ်တပ်ကဆက်တက်လေဒီ၃စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့တာယာဝတီ KI တိုင်းစစ်ဖက်ရေးရာတာဝန်ခံရဲဘော်သစ္စာကပြောပါရယ်အကြမ်းဖက်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းမှာတင်တဲ့စစ်ပွဲပြီးဆုံးခြင်းဖြစ်တာကြောင့် PDF ရဲဘော်တွေအထိခိုက်မရှိခဲ့တဲ့ပြင်ကျေးရွာနေပြည်သူတွေကလည်းအချိန်မီတိမ်းရှောင်နေခဲ့တာကြောင့်ထိခိုက်သူမရှိခဲ့ပါဘူး ပြီးခဲ့တဲ့အော်တိုဘောလာ၁၉ရက်နေ့ကလည်းအကျန်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲနတ်တလင်းမြို့နယ်တောင်ညိုဆဲအနီးတစ်ဝိုက်မှာရှိတဲ့ကြေးရွာတွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင်းတောင်ညိုဆဲတင်ပေါ်ချီတိုင်ဖုံးကြီးကျောင်းကိုဘုံတွေကြားရောက်ပတ်ခွဲခဲ့ပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြင်အသက်၁၀နှစ်ရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူတို့တေဆုံးခဲ့ရပါတယ်။ဒါအပြင်မရင်ရွာစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင်းပြည်သူတို့အုပ်ထပ်မှန်တေဆုံးခဲ့ရပါသေးရဲ့ရှင်။စကိုင်းနယ်ဘက်ကိုဆက်လက်တင်ဆက်ပေးပါမယ် စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ရေခါရွာနေတိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ယောက်သေဆုံးကစစ်တပ်ကအမျိုးသမီး2ဦးအပါအဝင်ပြည်သူ12ယောက်ကိုဖမ်းဆီးသွားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာဆလင်းကြီးမြို့နယ်ရေခါရွာနေအကြံဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်သား၃ဦးသေဆုံးခဲ့ပါရယ်။အဲ့လိုတိုက်ပွဲတွင်သေဆုံးသွားတဲ့စစ်သားအလောင်းတလောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကမိသက်ကြိုပေးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပါရယ်။ ဒါ့အပြင်နိုဝင်ဘာလ28ရက်နေ့မနက်အစောပိုင်း9နာရီခန့်ကလည်းစလင်းကြီးမြို့နယ်ချင်းတွင်းမြေနောက်ဖက်ချန်းဝမ်ပေါင်ကုမ္ပဏီကနေစလင်းကြီးမြို့ပေါ်ကိုထွက်လာတဲ့အင်အား130ဝန်းကျင်ခန့်ပါကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရေခါရွာဝင်းမှာပြည်သူ၁၀ရောက်ကိုဖမ်းဆီးခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ30ရက်နေ့မှာလဲစနေကြီးမြို့ပေါ်ကလမ်းဆုံမှာဆိုင်ငယ်တွေကိုစစ်ဆေးနေတဲ့အမျိုးသားတဦးနဲ့အမျိုးသမီးတဦးကိုလည်းထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။လက်ရှိချိန်မှာတော့အကြံဖက်စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ12ယောက်ကို ဘယ်နေရာမှာထားတယ်ဆိုတာကိုမသိရှိရသေးပါဘူး။အဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းကြောင့်မကြီးတန်းရွာ၊ထန်းပူရွာ၊ထန်းလေရွာ၊စားထုံးရွာ၊ပိုင်းတော့ကြီးရွာ၊ကြောက်မော်ရွာ၊ဒူးထောက်ရွာ၊ရေခါရွာပါဝင်ကြီးရွာဆေးရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။အဲ့ဒီအပြင်အခုစစ်ကြောင်းကစလင်းကြီးမြို့ကိုရောက်သွားပြီးညာရောနေရောကင်းပတ်ပြီးမြို့ရဲကလူတွေကိုဖမ်းတာတွေစစ်ဆေးတာတွေရှိနေတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းမကွေးတိုင်းနေပြည်တော်ကောင်စီနေမင်းနဲ့ရန်ကုန်တိုင်းတို့မှာလက်နက်ကင်ဆောင်ထားတဲ့ဖွဲ့စည်းတွေကကျူးလွန်နေဆေးရဇဝဲမှုလူခွင့်ချိုးဖောက်မှုရဇဝဲမှုတွေကိုစောင့်ကြည့်ခဲ့ရမှာလေလာအတွင်ပြည်သူ284ယောက်တိတ်ဆုံးခဲ့ကနေ2283လုံးမိရှို့ဖြစ်စည်းခံခဲ့ရတယ်လို့ပြည်စမမန္တလေး Civil Surveillance Group PMCSD အဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ 2025ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေအော်တိုဘောလာ31ရက်နေ့ထိ PMCSG အဖွဲ့ကစစ်တမ်းကောက်ယူခဲ့ပြီးဆရာဇဝဲမှုလူအခွင့်ချိုးဖောက်မှုနဲ့ရာဇဝဲမှုစုစုပေါင်း369ခုကိုမှတ်တမ်းတင်နိုင်ခဲ့တဲ့ထဲက353ကြိမ်မှာအယက်သားပြည်သူတွေကိုဥတီတဲ့ပြစ်မှတ်ဖြစ်စဉ်တွေဖြစ်ကစစ်ရေးပြစ်မှတ်မှာ44ကြိမ်သာပါဝင်တယ်လို့ PMCSG အဖွဲ့ကထုတ်ပြန်တဲ့စာတမ်းငယ်မှာဖော်ပြထားပါတယ်။ အကြံဖက်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအချိန်ကြာလာတာနဲ့အမျှအရင်စစ်တမ်းတွေနဲ့နှိုင်းရှင်ရင်စည်ရင်ပြတ်မှတ်တွေထဲအရက်သားတွေကိုဥတီတိုက်ခိုက်တဲ့ဖြစ်စဉ်တွေကပိုပြီးတော့ဖြစ်ပွားလာတာကိုတွေ့ရှိရပါတယ်။ဒါအပြင်လေးလစာကာလအတွင်းပြစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း၁၀၉ကြိမ်တွေကစကိုင်းတိုင်းမှာ69ကြိမ်အထိအများဆုံးဖြစ်ပွားခဲ့ပြီးပြစ်ခတ်တိုက်ခိုက်မှုတွေထဲမှာလက်နက်ငယ်သုံးပြီးတိုက်ခိုက်မှုက43ကြိမ်၊လေကြောင်းတိုက်ခိုက်မှုက22ကြိမ်နဲ့တာဝဲပြစ်လက်နက်သုံးတိုက်ခိုက်မှုက27ကြိမ်တို့အများဆုံးပါဝင်ခဲ့ပါတယ်။ အဲ့ဒီအပြင်အကြံဖက်စစ်တပ်လှုပ်ဆောင်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေအားလုံးဟာစကိုင်းတိုင်းတစ်ခုထဲမှာဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ55ယောက်သေဆုံးက129ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာတိုက်လေရင်ဘုံကျဲလေရင်တွေအပြင်စစ်တပ်လေဒီပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်မှုတွေအများအပြားပါဝင်နေပါတယ်။ အဓိကအနေနဲ့2025ခုနှစ်အော်တိုဘောလ6ရက်နေ့မှာစကိုင်းတိုင်းချောင်းမြို့နယ်ဘုံတိုကြီးရွာမှာရှိတဲ့စီမီထုံးပွဲနယ်တပိတ်ပွဲကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေးဒီပါရာမိုတာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အယက်သားပြည်သူ24ယောက်သေဆုံးပြီးအယောက်60ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့စာတမ်းငယ်မှာဖော်ပြထားပါတယ်။လေးလသာကာလအတွင်းနဲ့အဆောက်အုံစုစုပေါင်း2363လုံးထိခိုက်ပျက်စီးခဲ့ရာ2293လုံးမှာမီးရှို့ဖျက်ဆီးမှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပြီးစကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာဖြစ်ပွားခဲ့တာလို့ဖော်ပြထားပါတယ်။ စစ်တမ်းကာလအတွင်းအရသာပြည်သူ284ယောက်သေဆုံးခဲ့ပြီး954ယောက်ဖမ်းဆီးခံခဲ့ရတာကဖမ်းဆီးခံရသူစုစုပေါင်း42ကျိုင်လုံးဖြစ်တဲ့368ယောက်ဟာအကြံဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာလို့စာတမ်းငယ်မှာဖော်ပြထားပါတယ်။အဲ့ဒီပေါ်တာဆွဲဖမ်းဆီးမှုအများဆုံးဖြစ်ပွားခဲ့တဲ့မြို့နယ်မှာ မုံရမြို့နယ်ဖြစ်ကာလေးလတာကာလအတွင်း36ကြိမ်အထိရှိခဲ့ပြီးရန်ကုန်တိုင်းနဲ့နေပြည်တော်တို့မှာလည်းအစင်းစစ်စင်းမှုအများပြားရှိခဲ့တဲ့ပြင်အဲ့ဒီစစ်စင်းမှုတွေကလုံခြုံရေးအကြောင်းပြကငွေကြေးတောင်းခံတာနဲ့စစ်မှုထမ်းပေါ်တာဆွဲတာတွေကိုကျူးလွန်နေတယ်လို့ PMCSG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီလိုအကြမ်းဖက်လုပ်ရက်တွေကိုအကြမ်းဖက်စစ်တပ်ကအများဆုံးကျူးလွန်ခဲ့ပြီးအခြားအမည်မသိလက်နက်ကိုင်ဖွဲ့စည်းတွေရဲ့ကျူးလွန်မှု46ကြိမ်တည်းကနေအရသာပြစ်မှတ်ကိုဦးတည်ရဲ့ဖြစ်စဉ်တွေကိုလည်းအများပြတွေးကြရကား အဲ့ဒီကျူးလွန်မှုတွေမှာလှုပ်ကြံတက်ဖြတ်မှုဓမြတိုင်းမှုလူယက်မှုချိန်ချောင်းဝင်ညှင်းမှုတွေဖြစ်ကစကိုင်းတိုင်းထဲမှာအများဆုံးဖြစ်ပွားနေတယ်လို့စာတမ်းငယ်မှာပါရှိပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာ PDF အယောင်ဆောင်ပြီးငွေကြေးတောင်းခံနေတဲ့ ကျန်းဖို့ပါတီကပြူစော်ရီကောင်းဆောင်တင်ဆိုးရဲ့ညီတဝန်းခွဲဖြစ်တဲ့ကျော်ဝင်းကိုအရှင်ဖမ်းမိပေမဲ့လေခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးချိန်မှာတိတ်ဆုံးခဲ့တယ်လို့ကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါရယ်နူဘဘာလာပိုင်းမှာကျိုးစုမြို့နယ်ကပင်ကြီးရွာဟုစုမိုင်းတွေကြီးရွာမှာနေထိုင်တဲ့ပြည်သူတူကို PDF အယောင်ဆောင်ကျော်ဝင်းဆိုသူကငွေကျပ်28သိန်းချင်းချောက်တောင်းခံခဲ့ရာကြောင့်ကျိုးစုမြို့နယ်ပကဖကလိုက်လံစုံစမ်းချိန်မှာကျော်ဝင်းခေါ်ထောင်မှုဆိုသူကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပါရယ် အဲ့လိုဖန်ဆီးရမိတဲ့တရခန်ကျော်ဝင်းခေါ်ထောင်မှုရဲ့ထွက်ဆိုချက်တွေအရလွန်ခဲ့တဲ့နှစ်နှစ်ခန့်လောက်ကတည်းက PDF ပါကဖာအယောင်ဆောင်ပြီးသူ့အပါအဝင်စုစုပေါင်းလူ9ဦးကတယ်လီဖုန်းနဲ့ပန်းစင်ကြီးရွာအုပ်ချုပ်ရေးမှူးဝင်းလက်စီကနေငွေကျပ်25သိန်းမိုင်းတွေကြီးရွာကနေငွေကျပ်28သိန်းနဲ့အခြားကြီးရွာအသီးသီးကအုပ်ချုပ်ရေးမှူးတွေကိုလည်းချင်းချောင်ငွေတောင်းရခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။ ဒါအပြင်ဗတနဲ့ကြေးရွာအုပ်စုတဲဖြူကျွန်းမှာလည်းချင်းချောင်ငွေတောင်းခံခဲ့တာကြောင့်ကြေးရွာသားတွေကကြောက်လန့်ပြီး wave pay နဲ့ငွေကျပ်340ကျော်ပေးဆောင်ခဲ့ရတဲ့အပြင်အခြားကြေးရွာတော်တော်များများမှာလည်းချင်းချောက်တောင်းခံခဲ့တယ်လို့သိရပါတယ်။အဲ့လိုဖမ်းဆီးထားတဲ့တရားခံကျော်ဝင်းခေါ်ထောင်မှုကိုကျွန်းစွမြို့နယ်ပကဖားကဖမ်းဆီးစစ်ဆေးနေချိန်မှာနိုဗမာလ30ရက်နေ့မနက်အစောပိုင်းတနိုင်20မိနစ်ခန့်မှာကျော်ဝင်းကသူ့ကိုခတ်ထားတဲ့လက်ထိပ်ကိုချွတ်ပြီးထွက်ပြေးသွားတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေကလိုက်လံရှာဖွေရာဒီဇင်ဘာလ1ရက်နေ့နေ့လယ်12နာရီခွဲမှာပြန်လည်တွေ့ရှိခဲ့ပေမဲ့ ခုခံထွက်ပြေးရာကြောင်းပြစ်ခတ်ဖမ်းဆီးခြင်းတည်ဆုံးခဲ့လို့သိရပါတယ်အဒီပြင်းတနင်္သာရီမြို့နယ်ပကဖတာဝန်ခံဖိုးတက်တို့အမိကိုအလွဲသုံးစားလုပ်ပြီးဖိုးစည်းတံနဲ့မဲ့ပြောင်းနဲ့လိမ့်လေချင်းချောင်းငွေတောင်းခံတာတွေပြုလုပ်နေတယ်လို့စစ်ဆေးသိရှိခဲ့ရပြီးပြည်သူတွေလုပ်ငန်းရှင်တွေအနေနဲ့လည်းတော်လိုင်းတပ်ဖွဲ့တွေကချင်းချောင်းတောင်းခံတာတွေလုံးဝမရှိတာကြောင့်ကြောက်စိတ်နဲ့မပေးကြဖို့ကိုကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲ့တာဝန်ရှိသူကပြောပါရယ် PDF အယောင်ဆောင်ကျော်ဝင်းခေါ်ထောင်မှုဟာပန်းစင်ရွာသားဖြစ်ပြီးပန်းစင်ကြီးရွာကျန့်ဖို့ပါတီရဲ့ပြူစောဒီကောင်းဆောင်တဦးဖြစ်တဲ့တင်ဆိုးရဲ့ဤတဝန်းခွဲတော်ဆက်သူလည်းဖြစ်ပါတယ်။ကျော်ဝင်းနဲ့အတူ PDF အယောင်ဆောင်ပြီးချင်းချောင်းငွေတောင်းခံနေသူ၄ဦးရဲ့နာမည်နဲ့နေရလိစာတွေကိုလည်းကျန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကစစ်ဆေးချက်ရသိရှိထားပြီးအရေးယူမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်တည်ရဲ့နေ့လည်ကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမကတော့ရှားပါ